သတင်းကျုံ MSME ဈေးအောင်ပွဲတော်ကိုကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ကပြည်သူရင်ပြင်းမှာသတင်းချုံ MSME ဈေးရောင်းပွဲတော်ကိုလမ်းမဲ့အော်တိုဘားလ၄ရက်မှ9ရက်နေ့အထိ၄ရက်တိုင်းတိုင်းကျင်းပသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရပါတယ်။အစိုးရသတင်းချုံ MSME ဈေးရောင်းပွဲတော်အောင်မြင်စွာကျင်းပနိုင်ရှိရအတွက်လုပ်ငန်းညီနိုင်ရေးစည်းဝေးတရက်ကိုစက်တင်ဘာလ24ရက်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမှာတုံးမှကျင်းပခဲ့တယ်လို့သိရပါတယ်။အစည်းအဝေး ိမှရုံတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကတာဝန်ရှိသူများအနေဖြင့်ပြည်တွင်းထုတ်ကုန်များကိုအားပေးမြင့်တင်ခြင်းနဲ့ဈေးကွက်များချိတ်ဆက်ပေးခြင်းတို့ကိုချက်ချင်းအကောင့်ထဲဖို့ဆောင်ရွက်ခြင်းအဖြစ် MSME ထုတ်ကုန်များဈေးကွက်ပိုမိုရရှိရေးနဲ့ MSME လုပ်ငန်းများခင့်နဲ့အညီ digital စနစ်မှလိုက်ပါဆောင်ရွက်နိုင်ရေးတို့အတွက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းပြောကြားခဲ့ပါသည် တရင်ကျိုး MSME ဈေးရောင်းပွဲတော်မှာဖြော်ပြရေးခန္ဓာအနေနဲ့ခီးသားဖြော်ပြပွဲလဲတွက်ဖက်ပါဝင်သွားမယ်လို့သိရပါတယ်ရှင်။